အားရင်ကုန်ခန်းနေသလားတူညီတဲ့စွမ်းရည်တွေရရှိခြင်းလားလှုပ်ဝက်ချက်ကကော်ဖီပိုတောက်ဖို့မဟုတ်ဘူးပိုကောင်းတဲ့အိပ်ဆက်ခြင်းပါပဲတင်းရဲ့လုပ်ငန်းဆောင်တာတွေကိုဘလို့ပြောင်းလဲမလဲဆိုတာရှာဖွေလိုက်ပါအေးရပြက်တာကကယောဂတစ်ခုလိုပါပဲဒါကတင့်အုံနောက်ကိုဆူဆူရွရွထိခိုက်စေပြီးမျက်ညံအာယုံစူးစိုက်မှုနဲ့စိတ်ခံစားမှုတွေကိုပါထိခိုက်စေပါတယ်။နာတာရှိအေးရပြက်တာကစိုးရိမ်စိမ်နဲ့စိတ်ကြယောဂတွေနဲ့ဓာတ်ရိုက်ဆက်ဆက်နေပါတယ် အိတ်ဆက်ခြင်းအနက်ဆိုင်ဆုံးအဆင့်ကတင့်ခန္ဓာကိုယ်ရဲ့ပြုပြင်ရေးဆိုင်ပါပဲဒါကတင့်ကိုယ်ရုပ်ပိုင်းဆိုင်ရာပြန်လည်အဖြစ်ပေးပြီးမှတ်ဉာဏ်တွေကို ခိုင်မာစေပါတယ်ဒါမရှိရင်တင့်ရဲ့တိမြင့်မှုဆွမ်းဆောင်ရည်အာယုံစူးဆိုင်မှုနဲ့ပြဿနာဖြစ်ရှင်းနိုင်စွမ်းတွေအကြီးအကျယ်ကျဆင်းသွားပါလိမ့်မယ်တိအိတ်ခန်းကိုအေးမြပြီးမှောင်မဲကတိတ်ဆိတ်တဲ့နာခိုရနေရာအဖြစ်ပြောင်းလဲလိုက်ပါအိယာမဝင်ခင် ဖုန်းတွေတက်ပလက်တွေပိတ်ထားပါ အပြာရောင်လင်းကမဲလာတိုနင်ကိုထိခိုက်စေပါတယ်ပုံမှန်အိပ်ဆက်ချိန်စရာဟာကောင်းမွန်တဲ့အိပ်ဆက်မှုအလေးထားအတွက်အခြေခံကြဆုံးပါပဲကောင်းမွန်တဲ့အိပ်ဆက်မှုကအာယုံစူးစိုက်မှုတီထွင်ဖန်တီးမှုနဲ့ပြဿနာဖြေရှင်းနိုင်စွမ်းတွေကိုမြင့်တင်ပေးပါတယ်အိပ်ဆက်ခြင်းကိုဦးစားပေးပါနေ့လက္ခဏာအိပ်တာကလည်းအထောက်အကူပြုပါတယ်ပုံမှန်အိပ်ဆက်ချိန်စရာကစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါအကောင်းဆုံးစွမ်းဆောင်ရည်အတွက်မရှိမဖြစ်လိုအပ်ပါတယ် အိတ်ဆက်ခြင်းကအရေးကြီးပေမဲ့ဒါကပိုကြီးတဲ့ရုပ်ပုံရဲ့အစိတ်ပိုင်းတစ်ခုပါအစားအသောက်လေးကျင့်ကံနဲ့စိတ်ဖိစီးမှုထိန်းချုပ်ခြင်းတွေဟာတင့်အိတ်ဆက်မှုနဲ့ကျန်းမာရေးတစ်ခုလုံးပေါ်တက်ရောက်မှုရှိပါတယ်ပုံမကျန်းမာပြီးအကျိုးဖြစ်ထွန်းတဲ့ဘဝပြည့်စုံတဲ့ဘဝတစ်ခုအတွက်ဒီလိုပဲဆုံချင်းကဏ္ဍကိုလက်ခံလိုက်ပါအောင်မြင်မှုစီကိုအိတ်ဆက်ခြင်းနဲ့တွားဖို့အစင်းသင်းဖြစ်ပြီလားဒီညကစလိုက်ပါတင့်အိတ်ဆက်မှုအလေးထားမှာဘလို့ပြောင်းလဲမှုတစ်ခုလုပ်မလဲ မှတ်ချက်ပေးပြီးတခြားသူတွေကိုလှုံ့ဆော်ပေးပါ။